ပရီးမီးယားလိမှာလောကပမာဏအများဆုံးရရှိနေတဲ့ကစားသမားများမင်္ဂလာပါကိုခင်းစ်တာဖုတ်ဘောရှူအနေချိုးတော့ပါတယ်ကျွန်တော်ကိုခင်းပါခင်ဗျာ ပရီးမီးယားလိမှာတပတ်လောက်ကပမာဏပေါင်2သိန်းနဲ့အထက်ရရှိနေတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့သုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်။ဆိုတော့လောကပမာဏသည်ကစားသမားအတွက်ရောအသင်းအတွက်ရောအရင်အရေးပါတယ်။ကစားသမားနဲ့အဆင်မပြေလို့ရောင်းထုတ်ချင်သည်ဖြစ်စေကစားသမားကိုစိတ်ဝင်စားလို့တခြားသောကလပ်တင်းတင်းကပြောင်းရွှေ့ကြည့်အများကြီးပေးပြီးခေါ်ချင်သည်ဖြစ်စေဒီလောကပမာဏတွေသည်အထောက်အကူဖြစ်စေသလိုအဟံတားလည်းဖြစ်စေနိုင် လောက်ကပမာဏတင့်တဲ့ကစားသမားတယောက်ကိုပြောင်းရွှေ့ခြင်းအများကြီးပေးပြီးခေါ်ယူဖို့အတွက် ဒီခေါ်ယူခြင်းတဲ့ကလပ်တင်းဟာပို့ပြီးတော့အားဆိုင်ထုတ်နိုင်တယ်လောကပမာဏကိုသူကအစင်တိုင်းတာတစ်ခုပြေတဲ့ပမာဏလောက်ထိပဲတိုးပြရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့လောက်ပြဿနာမရှိဘူးဒါပေမဲ့တချို့ကစားသမားတွေကြတော့လောကပမာဏမတရားနင်းကန်ပေးထားတဲ့အတွက်ကြောင့်သူ့ကိုခေါ်ခြင်းနေတဲ့ကလပ်တင်းရှိရင်တောင်မှအဲ့ဒီလောကပမာဏတိုင်းမှီအောင်ပေးချင်ဖို့ဆိုတာတိတ်ပြီးမလွယ်ဘူးဗျအဲ့တို့ကြောင့်ဒီလောကပမာဏတွေဒီကလပ်တင်းတွေတော့ကစားသမားတွေတော့အရေးပါတယ်လို့ပြောချင်တာပါဆိုတော့အခုကျွန်တော်ပြောပြပေးမယ်ကစားသမားစင်းရမှာဘယ်ကစားသမားတွေကလောကပမာဏ နာများနေတယ်လေဘေကသားသမားတွေကနဲနေလေဒါမှမဟုတ်ထိုက်တင်နေပေါ့နော်ကျွန်တော်ညီကိုတွေဝင်ရောက်ဆွေးနွေးတုံးသက်သွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တသိန်းကျော်တို့တသိန်း9000တို့ဘာလို့ပြောမနေတော့ဘူးလောကပမာဏနှစ်သိန်းရစပြီးရနေတဲ့ကစားသမားတွေကိုပြောပြပေးပါမယ်အဲ့တော့တပတ်လောကပမာဏတသိန်းကျော်လောက်ကစရတဲ့ပလီယာတွေဒီလာစာမြင့်တဲ့ပလီယာတွေထဲမှာပါတယ်ဗျတကယ်တော့တသိန်းကျော်ပြီဆိုရင်ဗျလောကပမာဏမြင့်သွားပြီโอเคအဲ့တော့ကျွန်တော်ကြည့်လိုက်အောင်လောကပမာဏနှစ်သိန်းရနေတဲ့ပလီယာကတော့ Josco ဒဗလ်ယူဖြစ်ပါတယ်နောက်တစ်တယောက်ကသောမတ်ပါတေးပါပါတေးကလည်းဒဗလ်လောက်ကပမာဏ2သိန်းရနေတယ်လို့နောက်တစ်ယောက်ကတော့ဝက်စလီဖူဖာနာဖြစ်ပါတယ်အဲ့တော့အခုချိန်မှာအာဤဒီသောမတ်ပါတေးကိုအသင်းမှာစက်ထင်းထားခြင်းပါလေးရနဲ့ဘာကြောင့်စာချုပ်တံမတိုးနိုင်သေးတာလဲပရိသတ်အများစုအမြင်မှာတော့ဟာအာစတင်အသင်းရဲ့တောင်းရှိတဲ့သူတွေကဒီလောက်ကောင်းတဲ့ကစားသမောင်းတေချာမလို့ဘာညာပေါ့နော်ဒါတော့ဟိုပရိသတ်အမြင်ပေါ့လေမှန်တယ်မှားတယ်တော့ကျွန်တော်ပြောတာမဟုတ်ပါဘူးတော်တော်ပြန်စဉ်းစားကြည့်မယ်ဆိုရင်အာစနယ်က Thomas Party လို့အသက်အရွယ်လွန်နေတဲ့ကစားသမားတစ်ယောက်အတွက်တပတ်ကိုနှစ်သိန်းသူမပေးချင်တော့ဘူးအဲ့ဒီအတွက်ကြောင့်လောကပမာဏရှော့ယူဖို့အတွက်ဆွေးနွေးညှိနှိုင်းရင်းနဲ့အစီအမပြေမှုတွေကြုံတွေ့နေရတယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ပါတီကလည်း ုလင်မျိုးတော့ပြီးရတဲ့ຢာတွေကတော်တော်ကောင်းခဲ့တာဗျာတချို့ပွဲတွေနေသူပါတဲ့အတွက်ကြောင့်အတင်းရဲ့ဟန်ချက်ကြီးကငြိမ့်နေတာမျိုးတွေရှိတယ်အဲ့တော့တခုပဲပေါ့တရာတီလောက်ကိုတပတ်လောက်ခပေါင်နှစ်သိန်းလောက်ဟိုတာမန်တိုင်းပေးလိုက်ရတာပြဿနာမရှိပါတီရရောနှစ်နှစ်လားသုံးနှစ်လားဘာတွေဆက်ပြီးတောင်းဆိုထားလဲတော့အသေးသေးအချက်လားတော့မသိဘူးပေါ့နော်ဒါမဲ့လေဒီကစားသမားနဲ့အတင်းကြားထဲမှာအဓိကဆွေးနွေးညှိနှိုင်းလို့အဆင်မပြေမှုဒီလောက်ခပမာဏလို့ပဲကျွန်တော်ထင်ပါတယ်ဒါကပါတီနဲ့ဆက်ဆက်ပြီးစကားကြုံလို့ကျွန်တော်ဆွေးနေတာပါအဲ့တော့ Wesley Fofana Fofana ကတော့နှစ်သိန်းကမတန်ဘူးဗျဘလူးကိုမတိုင်ခင်ကတည်းက Wesley Fofana ကိုခေါ်ယူခဲ့တဲ့အတွက်ကြောင့်ဒီမတန်တဆလောက်ခပမာနာရှောက်ပေးခဲ့တယ်လို့တော့ထင်တယ်အဲ့တော့ Wesley Fofana ဒီ Leicester မှာဆော့ခဲ့တဲ့ကစားသမားဗျာ Leicester မှာလည်းတကယ်ကမ္ဘာအဆင့်ရောက်နေတဲ့ခြေသွမ်းမျိုးရှိတဲ့သူမဟုတ်ပါဘူး ထောက်ပါတော့မီလီတာအိုဆိုရင်ပေါ်တိုမာတဲ့ကတော်တော်လေးကျန်းခဲ့တဲ့ကစားသမားနော်ဆလီဘာလို့ level မျိုးလားအနောက်ဆုံးကိုနာတီးလို့ level မျိုးလားအဲ့လောက်ဆိုရင်တော့လက်ခံတယ်ဝက်စလီကအဲ့လောက်မဖြစ်သေးဘူးအဲ့လောက်မဖြစ်သေးတာကိုတကယ်ကပအဆင့်လောက်ခပမာဏကြီးပေးချခဲ့တဲ့လောက်ရရတော့အတော်လေးစဉ်းစားချင်စရာကောင်းပါတယ်နောက်တစ်ယောက်ရာဟင်စတာလင်တပတ်လောက်ကပေါင်2သိန်း1000ကျွဲရနေပါတယ်စတာလင်ထိုက်တယ်မှုရှိမရှိရအောင်သိပြောနေစရာမလိုတော့ဘူးပေါ့နော်နောက်တစ်ယောက်ကတော့ရိုဒရီတပတ်လောက်ကပေါင်2သိန်း1000 နဲတော့နဲနေသေးတယ်ဘာလွန်ဒေါ်ရထားတဲ့ပလေယာတယောက်ရဲ့လောက်ခပမာဏကိုရှိုးလိုက်အောင်နှစ်သိန်းစွန်းစွန်းလေးပဲရတာ တော့ချုပ်ပလီယာရင်ကျတော့နည်းတယ်ပေါ့နော်သူတို့ရဲ့တန်ဖိုးထက်โอเคနောက်တစ်ယောက်ကတော့ Marcus Rashford ဖြစ်ပါတယ်တပတ်လောက်ကပေါင်2သိန်း2000ခွဲရပြီးတော့ဘောလုံးရာသီတရာသီပြီးတိုင်းလေပေါင်1.3သန်းရရှိနေပါသေးတယ်1.3သန်းဆိုတာ23သိန်းပေါ့နော်အဲ့တော့ extra bonus ပါတဲ့ကစားသမားရင်လည်းရှိတယ်ဒီထဲမှာ Marcus Rashford တယောက်အပေါင်ပါပဲအဲ့တော့ Rashford စားတော့တန်တူးလုံးကတော့အဲ့လောက်အမောက်ပမာဏတန်ကောင်းတန်မယ်အခုချိန်မှာတော့မတန်တော့ပါဘူးခင်ဗျာကဲနောက်တစ်ယောက်ကတော့ကျွန်တော် Phil Foden ဖြစ်ပါတယ် Foden ကလည်းတပတ်လောက်ကပေါင် 2သိန်း1000ကျွဲရနေတဲ့ပလေယာတယောက်ပါနောက်တစ်ယောက်ကတော့ AK Gundogan ဖြစ်ပါတယ် Gundogan ကလည်း develop က2သိန်း3000ရနေတဲ့ပလေယာတယောက်ပါ Gundogan ကိုရေရှည်မသုံးဘဲနဲ့တရာဒီလောက်ခေါ်ခဲ့တဲ့အခါကျတော့လည်းအဲ့လောက် amount ပမာဏပေးရမှာပေါ့နော်တိုးတော့ကျွန်တော်ကတော့လေဒါပွင့်လင်းပြောတာပေါ့ Gundogan ကိုဒုတိယတစ်ချိန်ရောက်လာတဲ့အချိန်မှာအဲ့လောက်အားရမှုမရှိတော့ဘူးပထမတစ်ချိန်တုန်းကတော့အဆင်ပြေဒုတိယတစ်ချိန်မှာသူ့ရဲ့အကောင့်လုံး prime မှာရောက်နေတာတော့မဟုတ်ဘူးအဲ့လောက်လောက်ခပမာဏများတယ်ဗျနောက်တစ်ယောက်ကတော့ declarize ဖြစ်ပါတယ် ် rice ကတော့တပတ်လောက်ကပေါင်2သိန်း4000ရနေပါတယ် rice ကတော့ fair ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ် martin odige ကလည်းတပတ်လောက်ကပေါင်2သိန်း4000အပြင်ဘောလုံးရသည်တရာသည်ပြီးတိုင်းပေါင်3တသမ1တန်းတနည်းအားဖြင့်33သိန်းပေါ့နော်ဘောလုံးရသည်တရားသည်ပြီးတိုင်းရနေပါတယ်ဒါ extra bonus အနေနဲ့ martin odiget ကိုပေးရတာပါနောက်တစ်ယောက်တော့ john stone ပါ john stone ကတော့တပတ်လောက်က ပေါင်2သိန်းခွဲရနေပါတယ်။ဒဏ်ရာအမြဲတမ်းရနေတဲ့ကစားသမားတစ်ယောက်အနေနဲ့ပေါင်2သိန်းခွဲရများပါတယ်။နောက်တစ်ယောက်ကမီစင်မောက်မီစင်မောက်ဆိုလည်းပြောင်းရွှေ့ခြေတွေအများကြီးပေးတဲ့အပြင်လောက်ခပမာဏရဲ့လည်းအများကြီးလျှောက်ပေးပါတယ်။ဒဏ်ရာပြဿနာကလည်းအတကုံရတာပါ။တပတ်လောက်ကပေါင်2သိန်းခွဲပြင်ဘလုံးရသည်တရာသည်ပြီးတိုင်းပေါင်2.6သန်းရရှိနေတဲ့ကစားသမားတစ်ယောက်ပါ။အဲ့တော့ ေါင်3သိန်းကျော်ရနေတဲ့ကစားသမားတွေထဲမှာဒီ Chelsea ကစားသမားတွေကတော့နဲတယ်ပေါ့နော်3ယောက်ပဲပါတယ် Wesley Fofana, Raheem Sterling နောက်တစ်ယောက်က Reece James ပါအဲ့တော့ဒီကစားသမား3ယောက်လုံးကို Blue ကိုလက်ထက်မှာလောက်ခပမာဏပေးချခဲ့တာမဟုတ်ပါဘူးအရင်ပိုင်ရှင်အဟောင်း ရိုမန်အေရမိုဗစ်လက်ထက်မှာဒုက္ခပမာဏပေးချခဲ့တာဖြစ်ပါတယ်အဲ့တော့ဘလူးကိုရဲ့နောက်ပိုင်းဒုက္ခပမာဏထိန်းချုပ်လိုက်တဲ့ policy ကတော့ကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့တော့ Reese James ဒီတပတ်လောက်ကပေါင်2သိန်းခွဲရနေပါတယ်နောက်တရတော့ Gabriel Jedu ဖြစ်ပါတယ် Jedu ကလည်း2သိန်း6000ခွဲနဲ့ဒါစေးုံထိုင်တက်နေရတယ်လို့ပြောရမှာပါအသက်အရွယ်ကလည်းအကောင်းဆုံးချိန်မှာမရှိတော့ပါဘူးအဲ့တော့ Jedu ကိုရောင်းထုတ်နိုင်တော့ပိုကောင်းတယ်ပေါ့နော်နောက်တရတော့ Khan Abbas ဖြစ်ပါတယ် Khan Abbas ကတပတ်လောက်ကပေါင်2သိန်း8000ရရှိနေတာဖြစ်ပြီးတော့ဘောလုံးရသည်တရားသည်ပြီးတိုင်း Extra ဘောနပ်စ်ကျွန်တော်2.6တန်းရရှိနေရလေဖြစ်ပါတယ်နောက်တစ်ယောက်ဥပမာမော့ရှ်အဲ့တော့မော့ရှ်ကိုခေါ်ဦးတဲ့နေရာမှာဟိုပြောင်းရွှေ့ကြီးအဖြစ်တက်တာတယ်လို့ပဲများသောအဖြစ်မြင်ကြရတယ်ပေါ့နော်ဒါပေမဲ့မော့ရှ်ကိုပေးရတဲ့လောက်ခပမာဏကလည်းသူ့ရဲ့ခြေစွမ်းနဲ့တော့ကိုက်ညီမှုရှိပါတယ်အာမော့ရှ်ကကဘာအဆင့်တောင်ပံကသမတစ်ယောက်ဖြစ်နေပြီလို့တော့ပြောလို့ရတယ်အဲ့တော့တပတ်လောက်ခမော့ရှ်စီပေါင်း2900ငွေရပါတယ်ခင်ဗျာ3000ဒီပါတော့ကတ်နေနော်ကဲကျွန်တော်နောက်ထပ်တစ်ယောက်ကတော့ Jack Grealish ဖြစ်ပါတယ် Grealish ကတော့ခေါ်ဦးတဲ့ချိန်ကာလတော့လည်းပြောင်းရွှေ့ကြီးများခဲ့တယ်လို့သူ့ကိုပေးနေရ တဲ့တပတ်လောက်ခပမာဏအားလည်းပေါင်3သိန်းဝန်းကျင်အောင် ရှိပါတယ်အဲ့တော့ပေါင်3သိန်းလို့တခြားသောကလပ်တင်းတွေခေါ်မယ်ဆိုခေါ်လို့အဲ့လောက်မလွယ်တော့ဘူးဗျာပေါင်3သိန်းပေးနိုင်ဘူးဆိုတာအဲ့လောက်ထိဟို မလွယ်ဘူးပေါ့နော်ဆိုတော့ Grealish အခုချိန်မှာတရင်တွက်နေတဲ့ club ဒီ Everton Grealish ကိုလောချော်ပေးနိုင်နှစ်သိန်းဝန်းကျင်ပတ်ချလဲပေါ့ဗျာသုံးသိန်းဆိုရင် Man City တခုခုကြားရဲရဝင်ညှိနှိုင်းပေးမှရပါလိမ့်မယ်ကျွန်တော်နောက်တစ်ယောက်က Bernardo Silva အဲ့တော့ Bernardo Silva ကလည်း develop ကပေါင်၃သိန်းရရှိနေတဲ့သူဖြစ်ပါတယ်ခင်ဗျာတော့ကျွန်တော် Premier League ရဲ့လောက်ခပမာဏအများဆုံးနောက်တဲ့ player 6ယောက်ပဲကျန်တော့တယ်အဲ့တော့နံပါတ်6နေရာမှာရှိနေတဲ့ player ကတော့ Bruno Fernandes ဖြစ်ပါတယ် develop က ပေါင်3သိန်းရရှိနေတဲ့အပြင်ဘောလုံးရသည်တရာသည်ပြီးတိုင်း3တသမ6သန်း extra bonus ရရှိပါတယ်ခင်ဗျာ Bruno Fernandes ကိုတော့ဒါ United အတင်းအားသူသူကောင်းပြီးတဲ့အနေနဲ့ဗျာဒီအမောက်ပမာဏပေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ယောက် Virgil Virgil ကလည်းတပတ်လောက်ကပေါင်3သိန်းခွဲရရှိနေတယ်လို့ဘောလုံးရသည်တရာသည်ပြီးတိုင်း2တသမ6သန်းရပါတယ် Virgil ကလည်း Bruno Fernandes နေတူပါပဲအသက်အရွယ်တစ်ခုရောက်နေပေမဲ့သူအတင်းမှာဆွတ်ဆောင်ခဲ့တဲ့အဲဆွတ်ဆောင်ရည်တွေကြိုးစားအားထုတ်မှုပြုခဲ့တဲ့အရာတွေအတွက် ပြန်ပြီးတော့ appreciate လုပ်တဲ့အနေနဲ့ Liverpool ကသက်တမ်းတိုးခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။နောက်တစ်ယောက်က Casemiro Casemiro ကလည်းတပတ်လောက်ကပေါင်3သိန်းခွဲရနေပြီးတော့ extra bonus က Premier League မှာဒုတိယအများဆုံးရတာပါ။9.2သန်းမှာတစ်နှစ်ကိုပေါင်52သိန်းရတာပေါ့နော်ကျွတ်စင်။တပတ် ်ပေါင်သုံးသိန်းခွဲတစ်နှစ်ပေါင်52သိန်းလမ်းပြန်ထွက်နေရပါเนาะအဲ့တော့ကျွန်တော်နောက်ဆုံးနှစ်ယောက်ပဲကျန်တော့တယ်အရင်ကတော့ Kevin De Bruyne ပါပါတယ် Kevin De Bruyne ကတပတ်လောက်ကပေါင်4သိန်းတောင်ရတယ်အခုကတော့ Napoli ကိုပြောင်းသွားပြီဖြစ်တဲ့အတွက်ကြောင့် De Bruyne ကိုထုတ်လို့ရတယ်ကြဲတော့ Premier League ရဲ့လောကပမာဏအများဆုံးရနေတဲ့နှစ်ယောက်ပဲကျန်တော့တယ်ဒုတိယနေရာမှာရှိနေတဲ့သူကတော့ Mo Salah ဖြစ်ပါတယ် မူဇလာကတော့တပတ်လောက်ခပမာဏပေါင်၄သိန်းတိရရှိပါတယ်ခင်ဗျမူဇလာကတော့ဘရူနိုဖာနန်ဒက်စ်တို့ဗာဂျီတို့ဆိုတာအရင်တော့အသေးပေါ်မှာအရင်ကောင်းခဲ့တဲ့အတွက်ကြောင့်အတင်းကပြန်ပြီးတော့ချိပေးတဲ့နော်ချီတူဂုံပြူပေးတဲ့လောက်ခပမာဏရဲ့လို့ပဲကျွန်တော်ယူဆပါတယ်နောက်ဆုံးတစ်ယောက်ကတော့အာလင်းဟာလန်ဖြစ်ပါတယ်ဟာလန်ဒီလက်ရှိချိန်ပရီးမီးယားလိရဲ့လောက်ခပမာဏအများဆုံးပလေယာဖြစ်ပါတယ်မန်စီးတီးနဲ့လည်းစာအုပ်တံတိုးထားတာတိတ်ပြီးတော့မကြသေးပါဘူးအာလင်းဟာလန်ရဲ့လောက်ခပမာဏကတော့တပတ်ကို ပေါင်9300ခွဲဖြစ်ပြီးဘောလုံးရာသီတရာသီပြီးတိုင်း extra bonus အမြင့်ဆုံးဖြစ်တဲ့18ဒသမ2တန်းကိုရရှိပါတယ်ခင်ဗျာအဲ့တို့ကြောင့်အားလင်းအလန်ကတော့ Premier League ရဲ့လောကပမာဏအများဆုံးပေးချင်နေရတဲ့ကစားသမားဖြစ်ပါကြောင်းသုံးသပ်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါခင်ဗျာကြည့်ရှုပေးရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်